မင်္ဂလာပါရှင်။ဧပြီလ18ရက်နေ့မှာဒီရှမ်းတောင်ကတော်လင်းအရာစုတွေစုစည်းပြီးတော့ဒီ KNDF ရဲ့ဗျူဟာတစ်ခုအနေနဲ့အသက်ဖွဲ့စည်းခဲ့တာရှိပါတယ်။အဲဒီဗျူဟာကဘယ်လိုမျိုးဘယ်လိုဖွဲ့တွေနဲ့ဖွဲ့စည်းထားသလဲပြီးတော့ရှေ့ဆက်ဘယ်လိုမျိုးပုံစံနဲ့သွားမလဲဆိုတာကိုဒီဗျူဟာ6ရဲ့စင်နီးဗျူဟာမှုနဲ့မြင်ပြန်သွားဖို့ရှိပါတယ်။ဆိုတော့မင်္ဂလာပါကိုရှင်။ဟုတ်ပါဗျာ။ ဟုတ်ကဲ့အဲဆိုတော့ပထမဆုံးပေါ့နော်ဒီအာ KNDF view ဟာကိုဒီ SSNDF မှာဒီရှမ်းတောင်ကအဖွဲ့တွေစုပြီးတော့ဖွဲ့ထားတယ်လို့သိရတယ်အကြံဖြစ်ပေါ့နော်ဆိုတော့ဘယ်အဖွဲ့တွေနဲ့ဖွဲ့ထားလဲဆိုတော့ကိုအသေးစိတ်နည်းနည်းပြောပြပေးလို့ရမလားရှင်အဲကျွန်တော်တို့ဒီ viewer ကိုမှာတော့ကျွန်တော်အရင်ဒီရှမ်းတောင်အဖွဲ့တွေပေါ့နော်ရှမ်းတောင် ဖွဲ့တွေဖြစ်တဲ့ကျွန်တော်2005 2008ပြောလို့ရှိရင် SSNLU နောက်ပြီးတော့ကျွန်တော်တို့ဒီ drone ဖွဲ့တစ်ဖွဲ့အဖြစ်နဲ့ SODF ဆိုပြီးတော့ကျွန်တော်၄ဖွဲ့ပါဝင်တာပါခဲ့ ဒီလေးဘွတ်ထဲမှာဆိုလို့ရှိရင်1005နဲ့1008ကဒီ NUG MOD အောက်ကထွက်လာတဲ့အဖွဲ့တွေလို့သိထားရတယ်ပေါ့နော်။ပြီးတော့နောက်တစ်ခုကဒီဝေဖန်မှုတွေရှိနေတာဘာလဲဆိုတော့ဒီ MOD အောက်ကနေထွက်ပြီးတော့မှဒီ KNDF ရောက်ပြီးတော့မှဒီတပ်ဖွဲ့ဝင်တွေမှာလက်နက်အပြည့်စုံတွေ့ရတယ်ဆိုပြီးတော့ဝေဖန်မှုတွေရှိရပေါ့နော်။ဒါကလည်းအကိုတို့ခုတနေ့ကထုတ်ပြန်တဲ့ဗီဒီယိုတွေအပေါ်အခြေခံတယ်လို့တော့ထင်ပါတယ်။ဆိုတော့ဒီပေါ်ပါပြောချင်တာရှိလဲရှင်။ကျွန်တော်အနေနဲ့ကတော့ပေါ့နော်ဒီကျွန်တော်တို့ ဖွဲ့စည်းနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်တို့ကတော့ဒီလက်နက်တစ်ခုတည်းအကြောင်းမဟုတ်ဘဲနဲ့ဒီချမ်းတောင်ဒေသတွေအတွက်ကျွန်တော်တို့ကဒီအခြေခံနယ်မြေတွေတိစောက်ဖို့အခက်အခဲတွေနဲ့ကျွန်တော်ဒီနိပညာပိုင်းဆိုင်ရာအကူအညီတွေပေါ့နော်ဒီလိုအပ်တဲ့အတွက်ကြောင့်တခုတည်းနဲ့ပဲကျွန်တော်ဒီ KNDF နဲ့ကျွန်တော်လက်တွဲပြီးတော့အဲအစီအဖော်ဆောင်မှုတွေလုပ်ဖို့ကြီးရွယ်ချက်တခုတည်းပါပဲဗျအအရင်တုန်းကအမ်မိုဒီအောင်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ SSLRU တိကျလှုပ်ရှားနေတဲ့အခါမျိုးမှာဖြစ်ဖြစ်ပေါ့နော်တိကျလှုပ်ရှားနေရတဲ့အခုဒီ KNDF ရဲ့ COC အောက်မှာဝင်လိုက်ရတဲ့လှုပ်ရှားမှုနဲ့ဘယ်လိုမျိုးကွာခြားမှုရှိသလဲရှင် COC ပြန့်ကျဲပြီးတော့ကျွန်တော်တို့အလုပ်တွေလုပ်တဲ့အခါမျိုးမှာကျွန်တော်တို့အရှိဒန်းစင်းမျက်နှာပြင်နေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲညှိလို့နိုင်လို့မရတာတွေပြောလို့ရှိရင်အတူတူသွားပြီးတော့အဲစီးဖော်ဆောင်လို့မရတာတွေထိုးစစ်တွေဖော်လို့မရတာတွေရှိတာပေါ့နော်ကျွန်တော်တို့ဒီ COC တခုအောက်မှာ ဒီကွန်မန်တစ်ခုအောက်မှာပဲကျွန်တော်တို့ဟိုကိုကြရတာဝန်ကိုထမ်းဆောင်ပြီးအလုပ်လုပ်မယ်ဆိုရင်တော့ဟိုကျွန်တော်တို့အများကြီးပြောစရာလည်းမလိုဘူးတရားနဲ့တရားအများကြီးညှိနှိုင်းနေစရာလည်းမလိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့အလုပ်တွေကအဲအရှိ့ကိုမြင်မြန်ပို့ရောက်တယ်လို့ကျွန်တော်ကတော့အဲပြောကြားခြင်းပါတယ်အရှိ့ကိုမြင်မြန်ပို့ရောက်တယ်ပေါ့နော်အဲ့လိုလေးပဲကျွန်တော်ထင်မြင်ယူဆရပါတယ်ဗျဟုတ်အရင်တုန်းကလည်းဒီ KNDF တွေနဲ့ KNDF တပ်ဖွဲ့တွေပြီးတော့ဒီမြေပြင်ဒီတခြားမြေပြင်မှာရှိနေတဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့ပေါ့နော်သူတို့တွေနဲ့ရောဟို အဲစည်ရေလှောက်ဆောင်မှုတွေရှိလားပူပေါင်းဆောင်ရွက်မှုတွေရှိကြလားရှင်ဟုတ်ကဲ့ရှိပါတယ်ဗျာကျွန်တော်တို့ဒီ viewer ကိုအနေနဲ့ကျွန်တော်တို့မထွက်ပေါ်ပင်ခင်ကြရပါတော့ဒီရှမ်းတောင်ဖွဲ့၃ဖွဲ့လုံးကတော့ဒီ KNY မှာရှိနေတဲ့ဖွဲ့စည်းတွေနဲ့ရောကျွန်တော်ဒီရှမ်းတောင်ဘက်မှာရှိနေတဲ့ဖွဲ့စည်းတွေနဲ့ရောအားလုံးကတော့ဒီစီပူတွေလှုပ်ရှားမှုတွေကတော့အအများတန်းလို့လို့ရှိနေခဲ့ပူပါတယ်ဗျာကျွန်တော်တို့ကအဓိကဒီ KNDF နဲ့ကတော့လက်တွဲပြီးလှုပ်ဆောင်တာများတာပေါ့ဗျာ အဲဆိုတော့ဟိုဆီလိုချန်နာကပို့ပြီးတော့ထိထိရောက်ရောက်ဟိုပူးတွဲလှုပ်ဆောင်နိုင်ဖို့အတွက်ဒီ KNDF နဲ့ပူးပေါင်းဟိုလိုက်တယ်ဆိုတဲ့သဘောမျိုးဖြစ်မလားပေါ့နော်အဲအဲ့လိုသဘောယူဆလို့ရပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့အဓိကကတော့နောက်တစ်ခုကဒီရှမ်းတောင်ဘက်မှာအကွက်ကွက်ပြပြဖြစ်နေပြီးတော့ကျွန်တော် COC တွေပြန်ကျဲနေတာပေါ့နော်အဲ့အတွက်ကိုလည်းကျွန်တော် COC တခုအောက်ကနေစီရေးလှုပ်ရှားမှုတွေလှုပ်ဖို့အတွက်လည်းကြီးရွယ်ထားပါတယ်ဗျအဲ့ဒါအကြောင်းမလို့လည်းကျွန်တော်ဒီအချိန်ကာလတစ်ခုအထိတော့ KNDF နဲ့ကျွန်တော်လက်တွဲပြီးတော့ ရေးလှုပ်ရှားမှုတွေလုပ်မယ်ပေါ့နော်ဆောစောကျွန်တော်ပြောသလိုဒီကျွန်တော်တို့ရဲ့ရှမ်းတောင်ဘက်မှာအခြေခံနေပြည်တွေကျွန်တော်တို့တည်ဆောက်နိုင်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲကျွန်တော်တို့ SSND ရဲ့အနေနဲ့တည်တံ့ရက်တည်ပြီးတော့ကျွန်တော်တို့စီပေါ်ဆောင်မှုတွေကိုဆက်လက်ပေါ်ဆောင်သွားဖို့ရှိတာပါရှိတာပါဗျဟုတ်ကဲ့ဆိုတော့အကိုပြောသလိုဆိုလို့ရှင်အချိန်အတိုင်းတာတစ်ခုအထိပဲဒီ KNDF အောက်မှာဟို COC COC အောက်မှာပဲလှုပ်ရှားသွားမယ်နောက်ပိုင်းမှာအခွက်ကတည်တံ့ဖြစ်သွားမယ်ဆိုတဲ့သဘောမျိုးလား ဟုတ်ကဲ့ဗျာကျွန်တော်တို့ရှမ်းတောင်အတွက်တည်တံ့ဖြစ်သွားမယ်လို့ယူဆလို့ရပါတယ်ဗျာကဲ့ဗျာပြီးတော့ဒီရှမ်းတောင်မှာဆိုလို့ရှိရင်အဲတိုင်းသားတခြားတိုင်းသားတွေလည်းရှိရပါတော့ရှမ်းလို့ပြီးတော့ပအိုတို့အဲကိန်းတွေလည်းတချို့ရှိတယ်ပေါ့နော်ဆိုတော့တခြားတိုင်းသားတွေလည်းအများကြီးရှိပါသေးတယ်ဒီအဖွဲ့တွေနဲ့ရောအကိုတို့ပူပေါင်းလှုပ်ရှားမှုတွေရှိလားဟိုဆွေးနွေးမှုတွေရှိလားဘယ်လိုမျိုးဆက်သွားဖို့ရှိမလဲရှင်ဟုတ်ရှိပါတယ်ဗျာကျွန်တော်တခြားတိုင်းသားအဖွဲ့အစည်းတွေနဲ့လည်းကျွန်တော်တို့ဒီ အဲနောက်ပိုင်းကြောက်လို့ရှိရင်တော့ဒီနိုင်ငံရေးစကားတွေကျွန်တော်စီရေးစကားတွေပြောပြီးတော့ကျွန်တော်အလုပ်တွေအတူတူလက်တွဲပြီးလုပ်ဖို့တွေအများကြီးရှိပါတယ်ဗျာဟုတ်ကဲ့ဗျာဒီ SSNDF အနေနဲ့ဒီရှမ်းတောင်မှာဘလောက်အထိအိုအဲစီရေးပေါ်ဆောင်ဖို့အဲဂျီမန်းချက်ပေါ့နော်အခုတော့ကိုယ့်အဖွဲ့ရဲ့ဂျီမန်းချက်ကဘလောက်ထိရှိလဲရှင်ကျွန်တော်တို့ရှမ်းတောင်မှာကတော့ကျွန်တော်တို့ဒီအဲအခြေခံလူတို့အခြေခံနေမြေတွေကျွန်တော်တို့ရတဲ့အထိကျွန်တော်တို့အဲစီထိုးဖောက်ဝင်ရောက်မှုတွေကျွန်တော်လုပ်ချင်တယ် ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီရှမ်းတောင်ဘက်မှာတခြားကြံနေတဲ့ရှမ်းတောင်အဖွဲ့အစည်းတွေရှိသေးတယ်ပေါ့နော်သူတို့နဲ့လည်းကျွန်တော်တို့ COC တူတူတိဆောက်ပြီးတော့အဲချစ်လက်ခံပါတဲ့အင်အားတစ်ခုနဲ့ဒီရှမ်းတောင်ဘက်ကိုထိုးစစ်တွေပြုလုပ်ဖို့အတိကျွန်တော်တို့ရည်ရွယ်ထားပါတယ်ဗျအဲပြီးတော့ဒီဒီရှမ်းတောင်မှာလှုပ်ရှားနေတဲ့အဖွဲ့တွေတခြားအဖွဲ့တွေရောကိုရိုနဲ့လာပြီးတော့ဟိုပူပေါင်းနိုင်လိမ့်မယ်လို့ယုံကြည်လားထင်သလားရှင် โอเคကျွန်တော်တို့အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့စူးစမ်းမယ်ဗျာဒီယုံကြည်ယုံကြည်တာထက်ဆာလို့ရှိရင်ကျွန်တော်တို့မဖြစ်ဖြစ်အောင်လို့တော့ကျွန်တော်တို့ကြိုးစားပြီးတော့ဆွဲခေါ်သွားဖို့လည်းရှိတာပေါ့နော်ကျွန်တော်လည်းဘယ်လိုပုံစံမျိုးနဲ့ပူပေါင်းလို့ရမလဲဆိုတာပေါ့ကျွန်တော်တို့ဖွဲ့စည်းကောင်းစဉ်တစ်ခုအောင်မှမဝင်ပြီးတော့လှုပ်ရှားဖို့အတွက်ကိုကျွန်တော်မျှော်လင့်ထားတာမဟုတ်ပါဘူးဒါပေမဲ့ဒီစီရေးလှုပ်ရှားမှုတွေလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်လိုပုံစံမျိုးနဲ့ပေါင်းလို့ရရကျွန်တော်တို့ကပေါင်းပြီးတော့လှုပ်သွားဖို့တော့ရှိပါတယ်ဗျဟုတ် ောက်တစ်ခုကတိချနာကဒီရှမ်းတောင်လို့ပြောလို့ရှိရင် KNDF ထဲမှာပဲကိုဖေကုံစုံ view ဟာတက်ရှိရပေါ့နော်။ဘာကြောင့်ဒီလိုမျိုးဟို view ဟာကိုဆိုပြီးတော့ခွဲပြီးတော့ထပ်ပြီးတော့ခွဲခွဲထားတာမျိုးဖြစ်မလဲရှင်။ဟောဟုတ်ကဲ့အဲ့ဒါတော့ရှင်းပါတယ်ကျွန်တော်တို့ဒီ view ဟာတက်လဲအဲ့ဘက်မှာဈေးလှူရှားမှုတွေရှိတာမှန်တယ်ဒါပေမဲ့ကျွန်တော် view ဟာကိုအနေနဲ့ကတော့ကျွန်တော်ဈေးလှူရှားနေမြေတူမှာမဟုတ်ဘူးဗျ။ဟုတ်ကဲ့ဟုတ် အခုအကိုတို့ဒီဒီဘျူဟာကိုအနေနဲ့ပေါ့ဒီလိုမျိုးဟိုတက်ခွက်လေးတွေကနေစုစုပြီးတော့ဘျူဟာကိုတခုအနေနဲ့ဟိုဖွဲ့စည်းတော့ထားတဲ့အခါကျတော့ဒီရှမ်းတောင်မှာပိုပြီးထိရောက်တဲ့ဆေးရေးလှုပ်ရှားမှုတွေကိုဟိုလှုပ်ဆောင်နိုင်မလို့လောအကိုတို့ဟိုယုံကြည်လားဟိုဒီလိုမျိုးပိုပြီးတော့အရင်ကထပ်ပိုပြီးတော့အထိရောက်တဲ့ဆေးရေးလှုပ်ရှားမှုတွေကိုမြင်ရမြင်ရဖို့ရှိမလားရှင်ဟုတ်ကဲ့ရှိပါတယ်ဗျအဲကျွန်တော်တို့ဒီအဲဖွဲ့စည်းအများကြီး တဖွဲ့ချင်းစီသွားစစ်ကောင်စီကိုသွားပြီးထိုးစစ်တွေဆင်နေတာလည်းဆာလို့ရှိရင်ဒီအဖွဲ့အစည်းတွေအားလုံးပေါင်းပြီးအင်အားတစ်ခုအနေနဲ့ကျွန်တော်တို့ကသွားပြီးစီးရေးလှုပ်ရှားမှုလုပ်မှာဆိုတော့ကြတော့ကျွန်တော်တို့အများကြီးလည်းမျှော်လင့်ထားတယ်အများကြီးလည်းစူးစမ်းပြီးလှုပ်ဆောင်မယ်ဆိုပြီးတော့လည်းကျွန်တော်တို့ဆုံးဖြတ်ချက်တွေချထားပါတယ်ဗျာလက်ရှိဒီရှမ်းတောင်မှာစစ်ရေးအခြေအနေရောဘယ်လိုရှိသလဲအကြံဖြန့်ပြောပြပေးလို့ရမလားရှင်ရှမ်းတောင်ဘက်ချမ်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ခွေးအေဒီဘောနော်ဒီစစ်ကောင်စီနဲ့ကျွန်တော်တို့ဒီညနေချင်းဆိုင်အနေထားတွေမှာပဲရှိတယ်ဗောနော်သူ့ဘက်ကလည်း ထိုးမလားကိုဘက်ကလည်းသွားပြီးတော့ထိုးစစ်တွေမဖွင့်ဆိုတဲ့အနေအထားမျိုးမှာတော့သူ့ဘက်ကိုဘက်ဒီညနေချင်းဆိုင်ပတ်တယ်တွေလောက်ပဲရှိပါသေးတယ်အရင်အထူးထူးခြားခြားစစ်ကြောင်းထိုးလာတာတွေဒီဘက်ကနေသွားလှုပ်ရှားတဲ့အဲထိုးစစ်တွေကတော့မရှိသေးဘူးဗျကိုအကိုတို့ဒီပြူဟာကိုကလည်းတန်းတန်းနေဆင်းပြီးအကုန်လုံးပြီးစီးပြီးဖွဲ့စည်းပြီးပြီဆိုတော့ဒီငိန်နေတဲ့ဒေတာတွေမှာရောပြန်ပြီးတော့ဟိုလှုပ်ရှားလာမှုရှိမလားရှင်ကျွန်တော်တို့အဲ့အတွက်ကိုအဓိကဖွဲ့စည်းထားတာပါဗျာ အဲ့ဒါကိုရည်ရချက်တွေအများကြီးရှိပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဆိုတော့ဒီနောက်ဆုံးပေါ့နော်ညီမမေးချင်တဲ့မေးခွန်းတစ်ခုကဒီပြည်သူတွေပေါ့နော်အထူးသဖြင့်ဒီရှမ်းပြည်သူတွေဒီရှမ်းတောင်မှာရှိတဲ့ဒေသခံတွေအနေနဲ့အကူရိုးရဲ့ဒီဗျူဟာ6စီကနေပြီးတော့ KNDF ဗျူဟာ6စီကနေပြီးတော့ဘယ်လိုမျိုးအမျှော်လင့်ချက်တွေထားလို့ရမလဲဘယ်လိုမျိုးယုံကြည်ချက်တွေထားလို့ရမလဲရှင်ဟုတ်ကဲ့ကျွန်တော်ဗျူဟာ6အနေနဲ့ကတော့ ဗျာကိုအနေနဲ့ကျွန်တော်တို့ကတော့ဒီတော်လန်ရေးကိုပဲဥတည်ပြီးလာခဲ့တာပါဗျာဟိုကျွန်တော်တို့ဒီတော်လန်ရေးမှာလက်နက်ကင်ပြီးတော့ဟိုကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့ဒီသူတို့ရဲ့လွတ်လပ်ခွင့်တွေပျောက်ဆုံးနေပေါ့နော်ပြောလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့အခြေခံနေမြေကျွန်တော်တို့ရဲ့အိမ်တွေပေါ့နော်အိမ်တွေအဲကျွန်တော်တို့လည်းကျွန်တော်တို့သွားပြီးလှူရှာမယ်စစ်နေမြေဘက်မှာကျွန်တော်ရဲ့အိမ်တွေအတွင်းဘက်မှာကြံခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့အတွက်ကိုတော့ကျွန်တော်တို့စူးစမ်းပြီးတော့ ကြောင်ပြန်ပြီးထိုးဖောက်မယ်ပေါ့နော်အဲဒီအတွက်လည်းကျွန်တော်တို့ဒီစီရနာရှင်လက်အောက်ကနေကျွန်တော်တို့ဒီလွတ်မြောက်ဖို့အတွက်ကိုကျွန်တော်တို့ပေါ်ဆောင်ပြီးတော့တိုင်းရင်းသားတွေရဲ့တို့ဒီဟိုတန်းတူခွင့်ရေးတွေပြောလို့ရှိရင်ကိုပိုင်ပြားထားပြားထားခွင့်တွေပေါ့နော်ဒါတွေရရှိလာဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်သွားမယ်လို့ကျွန်တော်တို့ကတော့အဲပြောကြားခြင်းပါတယ်ဗျဟုတ်ကဲ့ဟုတ်ဟုတ်တခြားအကိုတို့အဖြစ်ဆိုပြောချင်တာမျိုးများရှိအောင်မလားရှင် ကြာတော့အများကြီးတော့ဖြစ်သက်ပြောကြတာမရှိပါဘူးကျွန်တော်တို့ဒီအလုပ်ဒီနယ်ပဲကျွန်တော်တို့ထပ်ပြီးတက်တည်ပြရအောင်မှာဖြစ်ပါတယ်အခုကကျွန်တော်တို့ပေါင်းစည်းမှုချပြတယ်ဒီပေါင်းစည်းမှုအင်အားကြီးနဲ့ကျွန်တော်နောက်ထပ်ဘလောက်အလုပ်လုပ်နိုင်နေဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ပဲကျွန်တော်တို့ပြည်သူတွေစီကအဲကျွန်တော်တို့ရဲ့အားတွေထပ်ပြီးတော့ယူရမှာပေါ့ဗျာ လောကောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမမဝီပေးခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။